ပြီးခဲ့တဲ့ပိုင်းမှာတော့ဒူစီယန်ခုနှစ်ပါးရဲ့ခေါင်းဆောင်အနေနဲ့နှိုးထလာခဲ့သူမယ်လီယိုဒက်စာအဲလီစဘတ်ကိုကယ်တင်ဖို့အတွက်နတ်ဆိုးဘုရင်ဖြစ်လာဖို့လိုအပ်မှန်းသူသဘောပေါက်သွားခဲ့ပါတယ်။အဲဒီအတွက်ကြောင့်အဲလီစဘတ်ကိုခေါ်ကာဒူစီယန်ခုနှစ်ပါးကိုပြတ်သိမ်းလိုက်ပြီလို့ပြောပြီးနှုတ်ဆက်ကထွက်သွားပါတယ်။စဉ်းစားပါအောင်မယ်လီယိုဒက်နောက်ပြန်လည်လို့ရပါသေးတယ်ဟာလူတိုင်းနဲ့ဟောချန်လေးတို့ကနင်းအတွက်စိတ်ပူနေကြတာဟာလို့အဲလီစဘတ်ကပြောနေခဲ့ပေမဲ့ငါနင်းကိုကာဝယ်ပေးမယ်လို့ကြိမ်ဆိုတယ်။ငါဟာနတ်ဆိုးဘုရင်ဖြစ်လာပြီးနင်းချိန်စာကိုပဲပြတ်မယ်လို့သာပြန်ပြောခဲ့ပါတယ်။စိတ်ဓာတ်တွေလဲလဲပြွပြွဖြစ်သွားကြတဲ့အကုန်လုံးကဆိုင် ေးကိုရှင်းလင်းနေကြပြီးကင်းကတော့ Meliodas Brothers တွေကိုမကြည်မနှက်ဖြစ်နေပါရယ်အခုခေါင်းဆောင်ရဲ့စိတ်ကပုံမှန်ရှင်နေရှိနေတာမဟုတ်ဘူးတန်းချိန်ရေးပုံမှန်ရှိနေတဲ့နဆိုးဘီရင်ကသူ့ရဲ့ခံစားချက်တွေကိုပြောင်းအောင်လုပ်ထားတာလေလို့မာလင်ကပြောလိုက်ပါရယ်အဲ့ဒီတော့မဟော်လီကလည်းအခုမှစဉ်းစားမိရယ်သူငါ့ကိုနဆိုးဘီရင်ကြီးလို့ခေါ်ထားတယ်ဟာဆိုပြီးပြောလိုက်တာကြောင့်မာလင်ကဟော့ကိုစစ်စစ်ကြည့်တဲ့အခါမှာတော့ဟော့နင်းကတကယ်ပဲတန်းချိန်ရေးပုံနဲ့ရှင်းစက်နေတယ်ဟာလို့ပြောလိုက်ပါရယ်တတိမေးနေတဲ့အက်စတာရိုဇာဟာလည်းသူ့ရဲ့တွေ့ထဲမှာအဲလီစ်ဘတ်ကိုမြင်အောင်နေပြီးရှင်းကိုနဲ့ရန်တပ်ပြပြမိလားဆို တဲ့စကားကြောင့်တစ်ချိန်လုံးကအက်စတာရိုဇာကအဲလီစ်ဘက်ကိုတပတ်သက်ချစ်ခဲ့ပုံပေါ်နေပါတယ်။မာလင်ဝက်ဆီယာကြီးကတန်းစီရေပုံနဲ့ချိန်ဆက်နေတယ်ဆိုတာဘာကိုဆိုလိုတာလဲလို့ဘန်ကမေးတဲ့အခါဟော့ကငါတို့ကဘာနဲ့တန်းစီရေပုံကြားမှာချိန်ဆက်ပေးနေတဲ့နေရာတခုလိုဖြစ်နေတာဟာနဇိုးဘီရင်ကြီးကဟော့ကနေတဆင့်ခေါင်းဆောင်ကိုကူတက်တီဆောင်ကြီးနေခဲ့တဲ့ပုံပဲလို့ပြောလိုက်ပါတယ်။ဒါဆိုဟော့ကနေတဆင့်နဇိုးဘီရင်ကြီးယူသွားတဲ့ခေါင်းဆောင်ရဲ့ခံစားချက်တွေကိုပြန်ရအောင်လုပ်ကြမယ်လေလို့ဒီယာနယ်ကပြောတော့အဲဒီလိုလှုပ်ဖို့ကမဖြစ်နိုင်ဘူးလို့ပြောပြရစေခေါင်းဆောင်ကချိန်စာမိနေတယ်ဆိုတော့ချွင်းချက်ဖြစ်နေတာလေ ေပြီးတော့တန်းစင်ရေပုံကိုတွားပြီးမသေးပဲပြန်လာနိုင်တဲ့သူဆိုလို့တယောက်ပဲတွေ့ဘူးသေးတယ်အဲ့ဒီသူကစုံကိုဝေမျိုးတော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ငါအဖေကိုတိုင်ပဲလို့မာလင်ကပြောလိုက်ပါတယ်လေးလာရှာဝေမှုတွေလုပ်ပြီးတဲ့နောက်မှာတန်းစင်ရေပုံကိုတွားတဲ့ဂိတ်တကားကိုသူရှာတွေ့ခဲ့ပြီးအဲ့ဒီဂိတ်တကားကနေတမနစ်ကြာအောင်ဝင်သွားပြီးတဲ့နောက်မှာပြန်ရောက်လာခဲ့တယ်လေဒါပေမဲ့အရန်ကိုယူရင်းနေတဲ့ခန္ဓာကိုယ်နဲ့ပြန်ရောက်လာခဲ့တာလို့မာလင်ကသူမရဲ့အတွေ့အကြုံကိုပြောပြလိုက်ပါတယ်တမနစ်နဲ့တင်အဲ့ဒီလိုပြစ်သွားတာဆိုတော့အကုန်လုံးဟာလည်းတုံလုံးကုန်ပါတယ်သူရဲ့နောက်ဆုံးတတ်ထွက်တဲ့အချိန်မတိုင် ုင်ခင်ထိတန်းစီရေပုံနဲ့ပတ်သက်ပြီးတော့ကြောင်ကြောင်ကြားတွေပြောဆိုခဲ့တယ်။အဲဒီနေရာကလေဟာပြားကြားလောက်အောင်ပူပြီးခဲသွားလောက်တဲ့ဒီအေရာမျိုးတပြိုင်တည်းဖြစ်နေခဲ့တာလေပြီးတော့မြေသားတွေကလည်းစိတ်တင်းနေသေးတယ်။အဲဒီနှစ်ချက်ထဲနဲ့တင်တန်းစီတရဝါတွေရဲ့ခန္ဓာကိုယ်ကိုပျက်စီးသွားစေနိုင်တယ်။အချိန်နဲ့နေရာဟာလည်းပြောင်းလဲနေတယ်လို့ဒီကတမနစ်ဟာအဲဒီမှာတနည်းလောက်နဲ့ညီနေတယ်လေ။အဲဒီနေရာဟာတေဆုံးသူတွေရဲ့ဝိညာဉ်တွေကိုတိုက်ခိုက်ပြီးတော့စားသုံးတယ်။ရုပ်ပိုင်းဆိုင်ရာခံစားချက်တွေပြောင်းဆုံးသွားဖို့ရန်လွယ်ကူတဲ့အတွက်အဲဒီနေရာမှာစတမအာယုံမတိစိတ်ကိုအာကိုပြီးပြရှင်းနိုင်အောင်ကြိုးစားမှရမ မယ်ပျက်စီးနေတဲ့စိတ်ဝိညာဉ်တွေရှိတဲ့တရဲတွေနဲ့မိစားတွေဟာအဲ့ဒီကံကြမ္မာငင်နေတဲ့နယ်မြေထဲမှာတားကောင်ကိုရှာဖွေဖို့အတွက်တောင်းကျမ်းနေကြတယ်အဲ့ဒီလောက်ထိဆိုးရွားနေတဲ့ငရဲထဲမှာခေါင်းဆောင်ရဲ့စိတ်ခံစားချက်တွေဘယ်မှာရှိနေမလဲမသိဘဲနဲ့ဘလို့ရှာမှလဲလို့မာလင်ကပြောလိုက်ပါတယ်ပြီးတော့သူရဲ့စိတ်ခံစားချက်တွေကိုယူပြလိုက်တဲ့သူဟာမိစားဘရင်ကြီးဆိုတဲ့ရေးကြီးဆုံးချက်ကိုလည်းမေးထားလို့မရဘူးသူ့ကိုဘလို့မှရှင်းနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်အဲ့ဒီကိုတွားဖို့မစင်းစားပါနဲ့တော့လို့မာလင်ကပြောလိုက်ပါတယ်မတွားဖို့နင်ပြောတာတော့ဟုတ်ပါပြီဒါဆိုရင်ငါတို့ကဘာလို့ကြမလဲလို့ ကင်းကမေးလိုက်ပြီးဘန်ကတော့ငါသွားမယ်လို့ပြောလိုက်တယ်။ကန်စိုးစွာနဲ့ပဲငါကမတင်မျိုးဖြစ်နေတာလေလို့ပြောလိုက်တော့နင်ငါပြောတာကိုနားထောင်နေရဲ့လားနင်သွားမယ်ဆိုရင်တော့မှခေါင်းဆောင်ရဲ့စိတ်ကံစားချက်တွေကိုရှာတွေ့ပြီးတော့ပြန်ယူလာနိုင်မယ်ဆိုတဲ့အာမခံချက်ကနည်းနည်းလေးမှမရှိဘူးဟာပိုဆိုးတာကနင်မပြန်လာနိုင်ပါမလားပြန်မလာနိုင်ဘူးလားဆိုတာကယတိပြတ်မပြောနိုင်ဘူးလို့မာလင်ကဆူလိုက်ပါတယ်။မင်းသားတခုခုပြစ်သွားရင်အဲလိမ့်မလို့ပြစ်သွားမလဲဗန်နောက်ထပ်နီလန်တခုခုထပ်စဉ်းစားကြရအောင်လို့ကင်းကလည်းပြောလိုက်ပါတယ်။ကျေးဇူးပြုပြီးတော့ငါ့ကိုတော်ဝင်ပေးပါငါရဲ့တငယ်ချင်းကိုငါ ငါလည်းနဲ့ကူညီခြင်းနဲ့ဒါလေးတော့ငါမလုပ်ပေးနိုင်ဘူးဆိုရင်ငါကျက်တဲ့မိန်းကလေးကိုကာဝယ်ပေးနိုင်စွဲလဲငါမှမရှိဘူးလို့ပြောလို့ရတယ်လေလို့ပန်ကပြောလိုက်ပါတယ်။အဲလီဇဘက်ကိုချိန်စာကတက်ပစ်ဖို့အချိန်လဲတိတ်မကြံတော့တာမို့မာလင်ကလည်းသဘောတူလိုက်ရပါတယ်။မယ်လီယိုဒက်စ်ကတော့ဇယ်ဒရီရှိတဲ့နန်တော်စီကိုရောက်သွားခဲ့ပြီးဖြစ်ပါတယ်။တစ္ဆပောက်ပစ်တာကရန်သူရဲ့နေမိတဲ့ကိုအရှက်မရှိဆောင်နဲ့ဝင်လာနေပါလား။မင်းတော်တော်မျက်နှာပြောင်တိုက်တဲ့ကောင်းပဲလို့ဇယ်ဒရီကပြောလိုက်ပြီးညင်နွမ်းနေတဲ့နဗျာမကိုတော့မှခေါ်ပြီးတော့ပြန်လာသေးတယ်ပေါ့လို့ကျူးဆက်ကလည်းပြောလိုက်ပါတယ်။ငါဒီကိုမိစ္ဆာဘရင်တက်ပစ်ဖို့ အတွက်ရောက်လာခဲ့တာကွာလို့ပြောလိုက်တဲ့အခါမင်းတို့ကောင်တွေကငါ့ကိုဆိုပါလို့အမြဲတမ်းထမတွက်ရတာလေဒီကဘာပေါ်မှာငါတို့မှပြည်ကြီးမှဒီညီကိုတောင်းရောက်ပဲရှိတာလေလို့အက်စတာရိုဇာကလည်းပြောလာပါတယ်နဆိုးဘီရင်ဖြစ်ဖို့အတွက်ငါစိတ်မဝင်စားဘူးဆိုတော့အဲ့ဒီဘီရင်နေရာအတွက်သာမင်းတို့တွေတိုက်ခိုက်မယ်ဆိုရင်တော့ငါပါပါမယ်လို့ပြောလာခဲ့တယ်မင်းအသက်ရှင်နေသေးတုံးမဲလားအက်စတာရိုဇာလို့မယ်လီယိုဒက်စ်ကမိလိုက်ပြီးအဲလီစ်ဘက်ကလည်းသူ့ကိုအရင်တနည်းအားရမှာမြင်ခဲ့ဘူးတယ်လို့စိတ်ထဲမှာထင်နေခဲ့ပါတယ်ငါရဲ့ကိုကြီးမင်းရဲ့ပုံစံကတော့အေးစေးပဲနော်မင်းကအဲလီစ်ဘက်မလားလို့ အဇရာရိုဇာကမိလိုက်တဲ့အခါသူမနဲ့ကုမတွေ့ဘူးပေမဲ့သူ့ကိုတီးနေခဲ့တာကြောင့်ဘလို့တီးနေတာလဲလို့အဲလီစ်ဘက်ကမိလိုက်ပြီးမပြောတတ်ဘူးလေငါလဲတကယ်ကိုနားမလည်နိုင်ဘူးလို့အဇရာရိုဇာကပြန်ပြေးလိုက်ပါတယ်နဇိုးဘီရင်နေရာအတွက်တော်ရှင်မလို့တော့ဘူးဒါပေမဲ့ငါကိုတော့အဲလီစ်ဘက်ကိုပေးရမယ်လို့လည်းပြောလာပါတယ်ငါဒီကိုရောက်လာတာကငါညီတွေနဲ့တိုက်ခိုက်ဖို့မဟုတ်ပေမဲ့ကိစ္စနှစ်ခုကိုတော့ရှင်းနေအောင်ပြောထားမယ်ငါကနဇိုးဘီရင်ဖြစ်လာရမယ်ပြီးတော့အဲလီစ်ဘက်ကိုလည်းဘူးကိုမှမပေးနိုင်ဘူးလို့ပြောလိုက်ပြီးရဲ့နောက်မှာတော့ဒီကို၃ယောက်တို့ကစတင်တိုက်ခိုက်ကြပါတော့တယ်အရင်လို့ ပြန်ဖြစ်လာပြီဖြစ်တဲ့ Meliodas ကိုတော့နှစ်ယောက်လုံးကမရှင်နိုင်ခဲ့ကြပါဘူး။နတ်ဆိုးဘရင်ရဲ့စွမ်းတွေကိုပိုင်ဆိုင်ထားပါတယ်ဆိုတဲ့ဇဲဒရစ်တောင်မှနည်းနည်းလေးမှလုံမရဘူးဖြစ်နေပါတယ်။ Elizabeth ကဆက်မလုပ်တော့ဖို့ဒါလိုက်တော့မှ Meliodas ကရက်လိုက်ပါတယ်။အခုမှတကယ်ကို Meliodas စစ်ပြစ်သွားတော့တာပဲ။နတ်ဆိုးဘရင်အတဲ့ဖြစ်ကောလာဟာလာထွက်ထားတဲ့အပြင်တမန်တော်လေးပါးကပါကြောက်ရွံ့ခဲ့ရတဲ့ငါတို့လေးစားရတဲ့အကိုကြီးမင်းကိုငကြောက်လို့ခေါ်ခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ကွာလို့ Astra Rosa ကပြောလိုက်ပါတယ်။ Astra Rosa ကလက်ခံပေမဲ့ငါတို့လက်မခံဘူး Meliodas ။မင်းနတ်ဆိုးဘရင်ရဲ့စွမ်းကိုလို့ ခြင်းတဲ့အကြောင်းရင်းကမင်းနဲ့အဲ့ဒီကောင်မရဲ့ဂျင်စာကိုပယ်ပြချင်လို့မလားလို့ဇဲဒရစ်ကမိလိုက်ပါတယ်အဖေးစီကမင်းကားလာတဲ့ဇွမ်းကိုလိုချင်လို့ငါဒီကိုရောက်လာတာကွာဒါပေမဲ့ခုတော့တည်သွားပြီအမှန်အတိုင်းပြောရရင်တော့ငါစိတ်ပျက်မိတယ်မင်းရဲ့ငါထားတဲ့ဇွမ်းကိုယူုံလောက်နဲ့ဂျင်စာကိုပယ်ပြနိုင်တဲ့ဇွမ်းကိုငါရမှာမဟုတ်ဘူးလို့မယ်လီယိုဒက်စ်ကပြောလိုက်ပြီးနဇိုးဘီရင်ဖြစ်လာမဲ့သူကငါပဲဆိုပြီးဇဲဒရစ်ကတိုက်ခိုက်လိုက်ကအက်စတာရိုဇာကလည်းအဲလီစ်ဘက်ကိုလူဖို့လုပ်ခဲ့ပါတယ်ဇဲဒရစ်မင်းမလို့နဇိုးဘီရင်ဖြစ်ချင်နေတာလဲဆိုတာကိုငါတိတယ်လို့ပြောပြီးနာနာကိုတိုးတိုးလေးကပြောလိုက်ပါတယ်အ ဲဒီလိုပြောလိုက်ပြီးတဲ့နောက်မှာတော့ဇဲဒရီကညင်ကြသွားခဲ့ပြီးကောင်းပြီလေငါမင်းကိုကူညီပေးမယ်ပွင့်ပွင့်လင်းလင်းပြောရရင်တော့ငါစိတ်ထဲမှာလည်းတွန်းဆုပ်နေတယ်လို့ပြောလိုက်ပါရယ်မင်းမဖြစ်သွားရလဲသူကမင်းကိုချိန်ချောက်လိုက်လို့လားလို့အက်စရာရိုဇာကမေးလိုက်ပြီး ဆဲဒရီကတော့မင်းပြောခဲ့တယ်လို့ပဲငါ့ကိုခနာတာယူသုံးခွင့်ပေးလိုက်တဲ့မော်စွမ်းကမင်းကိုဖေးလောက်စွမ်းအကြီးကြီးမှမဟုတ်ဘူးဒါမှမဟုတ်နဇိုးပြင်စင်ဒီရအောင်မင်းလေ့ကျင့်မလို့လားလို့မေးလိုက်ပါရဲအဲ့ဒီလိုလေ့ကျင့်ဖို့ကအချိန်အများကြီးလိုတယ်ငါ့မှာအချိန်300တောင်မကျန်တော့ဘူးဆဲဒရီအက်စရာရိုဇာပညာတော်စွမ်းအလုံးကိုမင်းတို့နှစ်ယောက်ကိုပြန်ယူစေချင်တယ်အတိတ်တုန်းကဘေးဟာမိစနယ်ပဲအလုံးကိုထင်ရောက်ချင်ခဲ့တဲ့အတွက်သူ့ရဲ့တပည့်အလုံးကိုအစွမ်းတဝက်ကိုခွဲပေးဖို့လုပ်ခဲ့ပြီးတော့သူ့လောက်မှာထင်ရောက်ဖို့ပါကြိုးစားခဲ့တယ်ဒါပေမဲ့စွမ်းအပြေးတာများသွားခဲ့ရင်သူ့ရဲ့ပလင်ကိုပါ ထိခိုက်လာမှာဆိုလို့အဖေကမိစားနယ်မျိုးကိုနိုင်နိုင်နေနေနဲ့ထိန်းချုပ်ခဲ့ပြီးတော့ဘသူ့ကိုမှလည်းစွမ်းအားများကြီးမပေးမိအောင်လို့ကူဆိုင်ခဲ့တယ်။အဲဒါကြောင့်စွမ်းအားကိုဆယ်ပိုင်းပိုင်းပြီးတော့စစ်တီတော်ဆယ်ယောက်ကိုခွဲပေးခဲ့တယ်။နောက်တော့အဲဒီစစ်တီတွေကပညတ်တော်ဆယ်ပါးဖြစ်လာခဲ့တယ်လို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်။ငါသာပညတ်တော်အားလုံးရဲ့စွမ်းကိုစုပ်ယူနိုင်မယ်ဆိုလို့ရှိရင်ဘယင်ကြီးရဲ့စွမ်းအားနဲ့အဆင့်တူတူဖြစ်လာနိုင်တယ်လို့ပြောလိုက်တဲ့အခါအဲဒါကတကယ်လို့ဖြစ်ပါမလားလို့အက်စတရာရိုဇာကမေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဂိုဒါဂလိုစီနီယာဒရိုရဲ့စွမ်းတွေကိုထုတ်ယူထားတာကိုဇဲဒရစ်ကပြ ြလိုက်ပါရယ်။ Esther Rosa ကဘလို့လုံးလိုက်တာလဲကွာ။ငါကိုလည်းတင်မေးပါလားလို့ဘေးနားကပ်ပြီးတော့ပြောနေပါရယ်။အဲဒီလိုနဲ့ပြန်ယူတဲ့နီလန်းကိုပြလိုက်က Esther Rosa ရဲ့ကိုယ်ထဲကနေထုတ်ယူဖို့လုပ်ပေမဲ့ဘာမှမဖြစ်သွားတာကိုတွေ့လိုက်ရပါရယ်။ပညာတော်တွေကိုပြန်ယူဖို့ဆိုရင်အခြေအနေတရက်တော့ပြည့်စုံဖို့လိုတယ်။လိုလိုလားလားနဲ့ပြန်ပြီးတာမျိုးပဲဖြစ်ဖြစ်မတိုက်ခိုက်နိုင်တော့တဲ့အခြေအနေဖြစ်ဖို့လိုကြောင်း Zedric ကပြောလိုက်ပါရယ်။ မေးမလို့လုံးမလဲမေလီယိုဒက်စ်ဂိုဒါဂလိုစီနီယာဒူရိုတွေကနဇိုးဘီယန်ကြီးကိုတိစာခံထားကြတာမဟုတ်တော့သူတို့စီကပြန်ယူခဲ့တာကဘာပြဿနာမှမရှိဘူးတခြားအဖွဲ့သားတွေကတော့နဇိုးဘီယန်ကြီးကိုတိစာခံထားကြတာလေသူတို့တွေလက်မခံရင်ငါတို့ပညာတော်တွေကိုယူလို့မရဘူးလို့ဆယ်ဒရစ်ကပြောလိုက်ပါတယ်သူတို့ကိုတပ်ပစ်လိုက်ရင်ရောပြန်ယူလို့မရဘူးလားလို့အက်စတာရိုဇာကပြောနေတော့ဆယ်ဒရစ်ကမေလီယိုဒက်စ်ရောကတော်သားထွက်သွားပါတယ်အဲ့ဒီလိုသဘောမျိုးပြောတာမဟုတ်ပါဘူးကွာနောက်ဆုံးလုံးစရာနီလန်းမရှိတော့မှငါပြောသလိုလုံးကြီးဖို့အတွက်ပြောတာပါကွာငါဆိုလိုတာကသူတို့ကိုတရား ောက်ယောက်ကတက်ပြစ်တာမျိုးပေါ်ဆိုကအစ္စရာရူဇာတယောက်ကပြောနေပါတယ်ပညတ်တော်ဆယ်ပါပွဲဝင်တယောက်ယောက်တည်သွားရင်ပညတ်တော်ကခန္ဓာကိုယ်ထဲမှာဆက်နေနေတယ်အဲ့ဒီပညတ်တော်ကိုအလွဲတကူနဲ့ပြန်ယူလို့ရတယ်လေဂါလန်မဲလာစကူလာဂရီရိုတို့ကယုံနေသွားခဲ့တာဆိုတော့သူတို့တွေစီကပညတ်တော်ကိုရင်ဆုံးစားယူကြရအောင်လို့ဇေဒရစ်ကပြောလိုက်ပါတယ် ခရီရိုရဲ့ပညတ်တော်ကဒီမှာရှိရဲသူစီကငါပြန်ယူထားပြီးပြီဆိုကမယ်လီယိုဒက်စ်ကထုတ်ပြလိုက်ပါတယ်ကျန်တဲ့ပညတ်တော်တွေကိုမင်းတို့တခုခုလုပ်ပေးပါလို့မယ်လီယိုဒက်စ်ကပြောလိုက်တော့မင်းကဝေးကနေပဲစောင့်ကြည့်နေတော့မှာလားလို့အက်စရာရိုဇာကမိလိုက်ပါတယ်ဒါဆိုမျိုးနွယ်ရဲ့တစ္ဆပောက်လက်တွေကိုသူတို့ရဲ့ပညတ်တော်အစွမ်းတွေလွယ်လွယ်နဲ့ပေးမယ်လို့မင်းထင်နေတာလားအဲ့ဒါကြောင့်မင်းတို့နှစ်ယောက်ကိုယူပေးဖို့အတွက်ငါတောင်းဆိုနေတာပေါ့မင်းတို့နှစ်ယောက်ကိုအားကိုးပါတယ်လို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ် အခြေအနေတွေကတော့စိတ်ဝင်စားဖို့ကောင်းလာပြီနော်တစ္ဆာပေါက်ကပြန်ရောက်လာတဲ့အပြင်ငါတို့ဘရင်မှာဖြစ်ချင်နေတယ်လို့အက်စရာရူဇာကပြောနေခဲ့ကငါမင်းကိုကြိုပြောထားရအောင်မယ်အက်စရာရူဇာမင်းပြန်ယူမယ်ပညတ်တော်တွေကိုစုပ်ယူဖို့အတွက်စင်းအောင်မစင်းစားနဲ့လို့ဇဲဒရစ်ကပြောလိုက်ပြီးထွက်သွားလိုက်ကြပါတယ်ဘိုးဟက်လီအတွင်းမှာတော့တန်းစင်ဟေပုံကိုတွားဖို့ဘန်းကိုမာလင်ကမန်တန်ယူပေးနေခဲ့ကမင်းတိကြပေါက်ပြန်လာရမယ်တော့ပန်းမင်းမရှိရင်အရသာရှိတဲ့စားချင်းစားချင်တွေငါစားမရတော့ဘူးလို့ဟော်ကစိတ်ပူပြီးတော့ပြောနေပါတယ်စိတ်မပူပါနဲ့ကွာငါတိကြပေါက်ပြန်လာမှာပါငါမရှိတော့အဲလိန်ကိုစောင့် ောက်ပေးထားပါလို့ကင်းကိုပြောလိုက်ပြီးနောက်ဟော့ရဲ့မျက်လုံးကနေတဆင့်တန်းစင်ရေပုံကိုတွားလိုက်ပါတယ်။နဆိုးဘရင်လုံးမဲ့မယ်လီယိုဒက်စ်ကိုတော့အဲလစ်ဘက်ကတားနေခဲ့ပြီးပြန်စင်းစားဖို့ပြောနေခဲ့ကသူ့မှာဒီတနီလမ်းပဲရှိတော့တာကြောင့်နားလေပေးပါ။အဲဒီချိန်စာကိုဘာပဲဖြစ်လာပါစေငါပြက်ပြက်အောင်လုပ်ဖို့အတွက်ငါနင့်ကိုကတိပေးထားတယ်လို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်။နေမာတည်သွားမှကိုကြောက်တယ်။ငါပြန်လည်ဝင်စားပြီးနောက်လက်ရှိမှတ်ဉာဏ်တွေအမတ်တရားတွေပြောက်သွားမှကိုငါကြောက်တယ်။အဖေငါအမတွေနဲ့ဟော့ဒီယာနဲ့အဲလိန်ဒူစီယိုင်းခုနှစ်ပါးတို့ကိုငါမမေ့ပြစ်ချင်ဘူး။ဒါပေမဲ့ င်းငါအကြောင်းဆုံးကတော့နင်းကိုတတ်မတွေ့ရတော့မှာကိုပဲလို့အဲလီစ်ဘတ်ကမျက်ရည်များစွာနဲ့ပြောနေပါတယ်။ငါချိန်စာပြေသွားတဲ့အချိန်မှာအသက်မတည်တာလည်းဖြစ်နိုင်တယ်လို့ငါရဲ့မျက်ညံတွေပြောင်းမသွားမှလည်းဖြစ်နိုင်တယ်။ဒါပေမဲ့အဲရာအတွက်နဲ့တော့နင်းဟာနဆိုးဘရင်ဖြစ်လာမယ်ဆိုရင်ဘာရီဆက်ပြစ်မှလည်းအဲရာကိုနင်းသိပါတယ်။ဟုတ်တယ်မလားလို့လည်းပြောနေပါတယ်။နဆိုးဘရင်ရဲ့စွမ်းအားတွေကအန်အော်ထိတ်လန့်ဖို့ကောင်းတယ်။အဲဒီစွမ်းအားတွေကိုတုံးမိတာနဲ့ငါကတော့ဒီကဘာပေါ်မှာဆက်ပြီးတည်ရှိနေလောက်မှမဟုတ်တော့ဘူးလို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်။ဒါဆိုရင်ချိန်စာကိုပြက်ပြက်အောင်လုပ်တော့ရောဘာအကျိုးရှိမှမ မလို့လဲနေမရှိတဲ့ကဘာမှငါမနေချင်ဘူးလို့အဲလိစဘတ်ကပြောတဲ့အခါအဲ ာတော်တော်စိတ်မပူပါနဲ့နင်းရမေရဲ့ချိန်စာကနင်းဝင်စားတဲ့ချိန်တိုင်းမှာငါ့ကိုချစ်မိစေတာလေချိန်စာသာပြက်ပြက်သွားလို့ရှိရင်ငါ့ကိုချစ်စေတဲ့ချိန်စာကလည်းလုံးဝပျောက်သွားလိမ့်မယ်အဲ့ဒါကြောင့်စိတ်မပူပါနဲ့လို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတော့တယ်အဲ့ဒီလိုထင်နေရလားနင်းကိုချစ်တဲ့ငါအစ်စ်ကဒဇုံတူဦးရဲ့ဖန်တီမှုကြောင့်ဖြစ်လာတယ်ထင်တာလားလို့မေးတဲ့အခါအဲ့ဒီလိုထင်တာပဲနင်းပြန်ပြီးဝင်စားတိုင်းမှာငါ့ကိုချစ်နေဖို့ဆိုတာကမဖြစ်နိုင်ဘူးလို့ဒါမယ်လီယိုဒက်စ်ကပြောနေပါတယ်ဒါဆိုရင်ဘာဖြစ်လို့လဲနင်းကိုငါအကူကြီးတောင်းတော့ကငါ့ကိုလစ်လူယူခဲ့လို့ရတာပဲလေငါကတည်သွားမယ်ပြီးရင်အရာအားလုံးကိုမေးပြီးတော့ပြန် င်စားအောင်မှာပဲငါမငါပြစ်နေစရာမှမလိုတာနင်းဘွားတစ်လျှောက်လုံးနဲ့တခြားတူအိုးတရားကိုချစ်လိုက်လို့ရတာပဲလေလို့အဲလီစ်ဘက်ကဒေါသတကြီးနဲ့ပြောနေခဲ့ပါရယ်အဲ့ဒီလိုပြောလိုက်တဲ့နောက်မှာတော့သူ့ရဲ့နှစ်စုံငွေတက်တွေဟာပျောက်သွားခဲ့ကဒါဆိုရင်တော့မတက်နိုင်တော့ဘူးလေနင်းကဘသူပဲဖြစ်နေပါစေနင်းဟာနှစ်ဖျားမှပဲဖြစ်နေပါစေလီယိုနက်ရဲ့မင်းတမီပဲဖြစ်ပါစေနင်းရဲ့ဘဝတွေအားလုံးကိုငါချစ်ပါရယ်လို့မယ်လီယိုရက်စ်ကပြောလိုက်တာကြောင့်အဲလီစ်ဘက်ဟာလည်းမျက်ရည်တွေကျလာခဲ့ကပြေးပတ်လိုက်ပါရယ်တရား6ယောက်သောအဲလီစ်ဘက်တွေနဲ့လီယိုနက်စ်တိုင်းပြည်ရဲ့မင်းတမီဖြစ်တဲ့ငါအပါအဝင်အားလုံးသောအဲလီစ်ဘက်တွေက9 ရက်ကိုပိုင်းဒီစိမ့်နဲ့ပဲချစ်နေခဲ့တာပါလို့ပြောနေပြီးအချိန်ကြာကြီးကြာသွားခဲ့တာတောင်မှနင်းကိုငါရမ်းချစ်နေစေပါပဲလို့မယ်လီယိုဒက်စ်ကလည်းပြောလိုက်ပါတော့တယ်နင်းကိုဒီလိုမျိုးထိတွေ့ခဲ့တဲ့အချိန်တိုင်းငါနှလုံးသားပေါက်ထွက်မတက်ကိုရင်ခုန်နေစေပါပဲလို့ပြောရင်းနှစိုးတစ်ခေါင်တွင်ကိုပြောင်းလိုက်ကအခုတော့ငါဘာမှမခံစားရတော့ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ငါကိုနားလဲပေးပါအဲလီဇဘက်အခုငါမှကြံတာဆိုလို့နင်းကိုပေးထားတဲ့ကတိကိုပြည့်အောင်ပြည့်စည်ပေးခြင်းနဲ့စိတ်ပဲရှိတော့တယ်ဆိုကာနှစိုးမယ်လီယိုဒက်စ်ကပြောလိုက်ပါတယ် ဟုတ်လားဒါဆိုရင်ငါလည်းတွေးထားတာရှိသေးတယ်ဒူးစရိုက်ခုနှစ်ပါးနဲ့ပေါင်းပြီးနင်းကိုနှဆိုးပရင်ဖြစ်မလာအောင်လို့အစွမ်းကုန်တားစီမယ်လို့အဲလိစဘတ်ကပြောလိုက်ပါတယ်။သူမလက်ကိုတင်းဆွဲလာတဲ့အခါပါရိုက်မလို့လှုပ်လိုက်ပေမဲ့ငါ့ကိုရိုက်လို့နင်းပြောမယ်ဆိုရင်ရိုက်လိုက်လို့ပြောလိုက်တာကြောင့်အဲလိစဘတ်ကသူမရဲ့နှစ်ပါးစွမ်းကိုတုံလိုက်ကအနားကနေထွက်ပြေးလာလိုက်ပါတယ်။နင်းငါ့ကိုကူညီဖို့ကြိုးစားသလိုငါလည်းနင်းကိုကူညီပေးခြင်းနဲ့ငါ့ကိုစောင့်နေပါမယ်လို့ယိုဒက်စ်တို့ပြောရင်းအဲလိစဘတ်ဟာထွက်ပြေးသွားခဲ့ပါတယ်။